မင်္ဂလာပါကျွန်တော်တို့ဒီနေ့ခေါ်အယူတည်ဆောက်ရမယ်နှုတ်ကပတ်တော်ကတော့လာမယ့်ဧပြီလ၂ရက်ကနေ၅ရက်2026ရက်ရာပြည့်နှစ်တရာပြည့်ဂျူဘလီပွဲတော်ရဲ့အဓိကအချက်ထဲတစ်ခုဖြစ်တဲ့၄ရက်လက်ရဖက်နိုင်ပိုက်ကွန်ကိုပြစ်ချလောဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။ကျမ်းပိုက်လေးနှစ်ပိုက်ဖတ်ချင်ပါတယ်။ရှင်ရခရစ်ဝင်ကျမ်းခန်းကြီး၂၁ ခန်းငယ်6တဖန်ယေရှုက လေလက်ရဖက်၌ပိုက်ကွန်ကိုပစ်ချလောထိုသို့ပြုလင်ရလိမ့်မည်ဟု မိတ်တော်မူသည့်အတိုင်ထိုသူတို့သည်ပစ်ချ၍များစွာသောငါတို့ကို အုံမိသောကြောင့်ပိုက်ကွန်ကိုဆွဲ၍မရနိုင်ဒုတိယတစ်ချက်ဖတ်ခြင်းပါတယ်ရှင်ပေသူဩဝါဒစာပထမဆုံးအခန်းကြီး9အခန်းငယ်9သင်တို့ကိုတည်နှင့် ြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အနံ့ကြလောကျွန်တော်တို့ဒီအဖြစ်ပြက်လေးကသခင်ယေရှုလဝါကားတိုင်းမှာအသေးခံပြီးသုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးလောကမှာရက်40နေထိုင်တဲ့ကာလမှာရှိမုန်ပေတရုကဥဆောင်ပြီးမှအခြားသောတပည့်တော်6ဦးနဲ့ ဒီငါးဖက်နဲ့အလုတ်ကိုသူတို့ကပြန်ပြီးမှလောက်ကင်ခဲ့တာကို တွေ့ရပါတယ်တကယ်တော့သူတို့အားသူတို့အားလုံးဟာဖျားရဲ့နောက်တော်လိုက်တွေဖြစ်တယ်ဂုံဂုံပြောရရင်သူတပည့်တော်များဖြစ်တယ်တပည့်တော်ဆိုတဲ့အဆင့်ကသူတစ်ပါးတွေကိုတွင်တင်တဲ့သူ ဆုံးမတဲ့သူ တကူနမိတ်လက္ခဏာတွေကို ပြတော်သူဥဆောင်တော်သူဖြစ်တယ်ဒါပေမဲ့တခင်သူတို့အနာမှာမရှိတဲ့အခါ တို့ကငားများချင်းတငါအလုံးလုံးချင်းဆိုတော့ဇာတိအလုံးကိုပြန်လုံးကြတာကို တွေ့ရတယ်။ဘာတော့တွေ့ရလဲဆိုတော့တို့ဟာရွယ်ချက်မဲ့နေတဲ့အခြေအနေတို့ဟာသခင်မြစ်တာနဲ့ဂရီတော်ကိုမေ့နေသော သူတွေအဖြစ်သွားပြီးမှမြင်ရပါတယ်။ဒါနဲ့ဂျန်တဲ့6ယောက်ကလည်းပြောဆိုသည့်အတိုင်းထွက်သွားကြ၏။ချက်ချင်းလေသေးသူဝင်၍တို့ရဲ့ဇာတိအလုံးကိုတို့ပြန်ပြီးမှ လှုပ်ဆောင်ကြတယ်ဆိုတော့ကိုတွေ့ရပါတယ်အဲ့မှာသူတို့ဆူတောင်းဒါစက်ကတာဖျားကို အာကိုတာဖျားကိုယုံကြည်တာတခုမှမပါဘဲနဲ့ကိုခုံကိုအာသူတို့ရဲ့တငါတယ်ဖြစ်တည်ခြင်းရဲ့ကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးမှငါဖန်တဲ့အခါမှာအဖြေကစံစာမှာဘလို့ဖော်ပြလဲဆိုတော့လေထဲတို့ဝင်၍ထုံညတွင်တကောင်ကိုမြမရကြ သူတို့ရဲ့ကြိုးစားမှုဟာရနိုးရနိုးနဲ့တစ်ချိန်လုံးသူတို့တညလုံးမအိပ်မနေကြိုးစားခဲ့တော့လေငါးတကောင်မှမရဘူးဆိုတဲ့အဖြေကို ရရှိခဲ့ပါတယ်ဒါအလုတ်အစင်မပြေခြင်းရဲ့ရလက်တစ်ခုဖြစ်ပါတယ်ကျမ်းစာမှာဖော်ပြတဲ့အတိုင်းနည်းနည်းရောက်တော့ခါယေရှုသည်ကမ်းနားမှာရက်တော်မူ၏တို့ရတွင်ယေရှု ဖြစ်တော်မူသည်ကို တပည့်တော်တို့ဒီမသိသူတို့ကတော့အိုင်ရဲ့အလယ်မှာရှိတယ်တခင်ယေရှုကတော့ကမ်းနားမှာရှိတယ်သူတို့ရှိတဲ့နေရာနဲ့တခင်ရှိတဲ့နေရာကစကားလမ်းပြောရင် လိုင်းနေခတ်နေပြီမဲ့ကြားနိုင်တဲ့အရာဖြစ်တယ်မြင်နိုင်တဲ့ဖက်မှာတော့ဒါဘလူးတယောက်နဲ့တယောက်ကိုကိုပြပြမသိနိုင်ဝီလီဝီလေးအချင်းဖြစ်တယ်ဒါနဲ့တခင်ယေရှုက ဒီတပည့်တော်တွေကိုအကူအညီတစ်ခုတောင်းပါတယ်ယေရှုကလည်းချစ်သားတို့ဒီနေ့ကျွန်တော်တို့ဇာတိအလုပ်ပဲလုပ်လို့လောကအလုပ်ပဲလုပ်လို့ဖယောင်းအလူတော်နဲ့မညီတဲ့အရာတွေလုပ်မိကောင်လုပ်မိနိုင်တယ်တပည့်တော်တွေဖြစ်ပေမဲ့ဒါပေမဲ့ဖယားရဲ့ချစ်ချင်းမြတ်တာကတော့သူတို့ဘုံမှာမပြတ်ဘူးချစ်သားတို့ဒီနေ့ကျွန်တော်တို့ကိုလည်းဖယားကအမြဲတမ်းချစ်နေတာဖြစ်တယ်စားစရာတစုံတစ်ခုရှိသလိုဟု မေးတော်မူလင်မရှိပါဟု ပြန်ပြောကြ၏သူတို့မှတကယ်ကိုမရှိပါဘူးဒီနေ့ဓမ္မမိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်တို့အလုပ်တစ်ခုလုပ်တဲ့အခါမှာဆုတောင်းပါဖရာအားကိုးပါဖရာထံမှာအံ့နံပါယုံကြည်ခြင်းနဲ့အလုပ်လုပ်ပါဒါဆိုရင်ကျွန်တော်တို့ဟာဒါအောင်မြင်မှုတွေရမှာဖြစ်တယ်ဒါနဲ့တခင်ကဗာပြောလေဆိုတော့တပန်းယေရှုက လေလက်ရဖက်၌ပိုက်ကွန်ကို ပြစ်ချလောထိုသို့ပြုလင်ရလိမ့်မည်ဟု မိတ်တော်မူသည့်တိုင်သူတို့သည် ပြစ်ချ၍ညာစွာသောငါတို့ကို အုပ်မိသောကြောင့်ပိုက်ကွန်ကိုဆွဲ၍မနိုင်လေရလက်ရဘက်မှာငါရှိတော်သခင်တည်တယ်လေရလက်ရဘက်မှာငါတွေအားလုံးကိုကိုတော်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်လေရလက်ရဘက်သို့ပိုက်ကွန်ကိုပြစ်ချလို့ အမိတ်ပေးလိုက်တယ်အမှန်တော့ဒီလေးရဲ့လက်ရဖက်မှာသူတို့အချိန်ချင်းပြစ်ချခဲ့ပြီးရှင်နောင်တောင်မြောက်ဒီပတ်ဝန်းကျင်မှာတညလုံးငားရှိနိုင်မဲ့နေရာအလုံးကိုသူတို့ပိုက်ကွန်ကိုပြစ်ချပြီးတကောင်းမှမရဘူးတခင်ယေရှုနဲ့စကားပြောပြီးတဲ့အခါမှာတခင်ကတော့သူ့ရဲ့အမိတ်တော်နဲ့စကားတော်ကိုဘလောက်ထိသူတို့လိုက်လျှောက်နိုင်မလဲဆိုတဲ့အတိုင်းလေးရဲ့လက်လေးရဲ့လက်ရဖက်နိုင်ပိုက်ကွန်ကိုပြစ်ချလောလို့အမိတ်တော်အမိတ်ပေးပါတယ်အဲ့လိုအမိတ်ပေးတဲ့အရှင်က အတိတရားနဲ့ပြည့်စုံတဲ့အရှင်ပဲဖြစ်တယ်တခင်ပြောတဲ့အတိုင်းတခင်မိတ်တော်မူသည့်အတိုင်းလှုပ်တဲ့လူတိုင်းဟာ မရဘူးဆိုတာဘယ်တော့မှမရှိဘူးပြောတဲ့အတိုင်းပဲသူတို့လေရလက်ရဖက်မှာပိုက်ကုံကိုပစ်ချတဲ့အခါမှာပိုက်ကုံကိုဆွဲရမနိုင်တဲ့အင်မတန်မှကြီးတဲ့ငါးများစွာကိုရရှိခဲ့တယ်ဆိုတော့တွေ့ရတယ်ဒီဂါလိလဲအိမ်မှာပဲပထမတစ်ချိန်တော့သူတို့ကမ်းနားမှာရှိတဲ့အခါမှာ ရေနဲ့ရအရက်သူရွှေ့အောင်လို့ကျွန်တော်အသင်းတော်ရဲ့ဒါနှစ်တရာပြည့်တဲ့အထိဒီကောင်းစင်နဲ့ကျွန်တော်သွားတာဖြစ်တယ်အခုကတော့တို့အိုင်ရဲ့အလေမှာလက်ရဖက်မှာပြစ်ချလိုက်တဲ့အခါမှာတဲ့ငါးများစွာကိုအုံမိပြီးမှဆွဲတင်ပြီးမှ နော်ပင်ပင်ပန်းပန်းဆွဲတင်ရတယ်လို့ဖော်ပြထားပါတယ်အဲ့ဒါနဲ့ပေတရုနဲ့အတူတပည့်တော်တွေကုန်းပေါ်မှာရောက်သွားတဲ့အခါမှာတဲ့ဘာကိုတွေ့လဲဆိုတော့မိခဲပုံထားတာကိုတွေ့တယ်တဲ့ กินท้าได้งาตะกองกูတွေ့တယ်တဲ့နောက်သူတို့စားဖို့အရင်တက်မုတ်ဖုတ်ထားတာကိုလည်းတွေ့တယ်တဲ့အဲ့နဲ့ကျေးဇူးတော်ချီးမွမ်းပြီးမှ စားကြတယ်လို့ကျန်းစာကပေါ်ပြတယ်ပြောချင်တဲ့အတိတ်ပဲကတပည့်တော်များနဲ့ယုံကြည်သူများကိုအခင်ယေရှုဟာဘယ်တော့မှပြစ်မထားဘူးလိုတဲ့အချိန်မှာကျွန်တော်တို့ကိုအမြဲတမ်းကျေးဇူးပြုသောဖရား နော်မာဇပြီးတော့ဖျား၊ကိုယ်ကာပြီးတော့ဖျားဖြစ်တယ်ဆိုတာကိုသိရပါတယ်။ဒါကြောင့်လူတိုင်းမှာ အောင်မြင်ခြင်းရဲ့လွတ်ဝက်ချက်ကယုံကြည်စွာ အလုံးလုံးဖို့ပဲဖြစ်တယ်။ယုံကြည်စွာ အမိတော်ကိုနာခံဖို့ပဲဖြစ်တယ်။ဒီတပည့်တော်ခုနှစ်ဦးကဇာတိအလုံးငားများခြင်းကိုလုပ်ပေမဲ့တခင်ယေရှုတကယ်မိတ်တဲ့အခါမှာတော့အမိတော်တိုင်းသူတို့လေရဲ့လက်ရဖက်ကို ပိုက်ကွန်ကိုပစ်ချတဲ့အခါမှာငားများစွာကိုပြန်လည်ရ ။ဒါနဲ့တခင်ယေရှုအိုက်ငါးတွေကိုသွားပြီးမှရေတွက်ခိုင်းပါလေ။ယေရှုကလည်းယခု ရရှိသောငါးချို့ကိုယူခဲ့ဟုမိတ်တော်မူ၏။ရှီမုန်ပေတရုသည် လေးဘောလေးဘောသို့တက်၍ငါးကြီး153ကောင်နှင့်ပြည့်လျက်ရှိသောပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲတင်လေ၏။ငါးကြီး153ကောင် ကုန်းပေါ်မှာက တကောင်ကင်ထားတဲ့အတွက်ပေါင်းလိုက်ရင်154ကောင် ကိင္ကနန်းနေတီတီကြကြကျန်းစာကပေါ်ပြပြီဆိုရင်ဒီကိင္ကနန်းနေရဲ့နောက်ွယ်မှာကျွန်တော်တို့ကိုသိစေခြင်းတဲ့အကြောင်းအရာတွေရှိပါတယ်ပရမတ်ချက်ကတဲ့ထိုအချိန်ကာလမှာကဗတ်ဘာသာစကားအရေးအတွက်ကိုတဲ့ရည်ညွှန်းတယ်လို့နားလည်ရတယ်အဲ့အချိန်ကာလကနောက်တစ်ခါနှစ်တစ်ချက်နေနဲ့အေးဝင်အေးဝင်ကလေးတရားကြားတရားမိတိုင်းနိုင်ငံနေလူမျိုးတွေကိုဖော်ညွှန်းတယ်လို့အဓိပ္ပာယ်ရတယ် ငါးကြီး154កောင်ကတကြောင်ဓမ္မမိတ်ဆွေညီကိုမောင်တို့မတို့ကျွန်တော်တို့အားလုံးနော်ဘာသာစကားမျိုးမျိုးပြောတဲ့သူတွေအတွက်အင်္ဂလိပ်လို့ဖို့လိုပါတယ်လူတိုင်းကြားဖို့ရင် ကျွန်တော်တို့ကိုဖះကတာဝန်ပေးထားပါတယ်နောက်အဆုံးပိုင်းလေးမှာဘာပြောလဲဆိုတော့ထုံမြလောက်များစွာများတော်လဲပိုက်ကွန်ဒီမဆုံမပြည့်ရှိ၏ဒီအမှုဟာ တခင်ပြုတော်မူဖရာပုပြုတော်အမှုဖြစ်သောကြောင့်ချွရင်းချက်မရှိနိုင်ဘူးဖရာလှုပ်တဲ့အရာတွေအလုံးဟာဘယ်တော့မှချွရင်းချက်မရှိနိုင်ဘူးဆိုတာကိုနားလည်ဖို့လိုပါတယ်ကျွန်တော်အသင်းတော်ရဲ့နှစ်တရာဂျေဇုတော်ချီးမွမ်းခြင်းဟာလေဖရာပြုမဲ့အမှုဖြစ်သောကြောင့်ကျွန်တော်တို့ချွရင်းချက်လုံးဝရှိမှာမဟုတ်ပါဘူးလူမျိုးပေါင်းစုံပရမနစ်ချင်းခရင်အသင်းတော်ယာပြည့်ဂျေဇုတော်ချီးမွမ်းခြင်း၌ဂျေဇုတရားနှင့်ပြည့်စုံသော အရှင်ယေရှုကိုချစ်ပါယုံကြည်ပါအားကိုးပါနာခံပါဝန်ခံပါအလိုတော်တိုင်းလိုက်လျှောက်ပါလေရဲ့လက်ရာဘက်မှာဝင်းမဲ့နေတဲ့ကျွန်တော်ဝိညာဉ်ရေးရာစဘာခင်းကြီးရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့အားလုံးစုပေါင်းပြီးတက်ညီလက်ညီစီစီလုံးလုံးနဲ့မေတ္တာစေတနာရှိထားပြီးမှကျွန်တော်တို့နှစ်တရာနဲ့အတူရိတ်သိမ်းနိုင်တဲ့သူများအသီးသီးဖြစ်ကြရအောင်လို့အနေငယ်ဝေငါရင်းနဲ့ပဲစိုးရင်ချင်းမြေအားလုံးကိုဖျားထံမှာအံ့နံပြီးမှ ရာပြည့်ပွဲတော်ကိုအတူတူကခြိတက်လက်ခွာယူတိဆောက်ကြပါစို့အားလုံးကိုအကျေးဇူးတင်ပါတယ်ဖရာခင်အားလုံးပေါ်မှာကောင်းကြီးပေးပါစေ